စစ်ကောင်ရှင်ကလုံးမဲ့2025ခုနှစ်အတူရောင်ရွေးကောက်ပွဲရဲ့လွှတ်တော်အသီးသီးမှာဝင်ရောက်ရှင်ပြိုင်မဲ့မြို့သမီးကိုစလောင်1183ဦးရှိတယ်လို့စစ်ကောင်ရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှသိရပါဗျ။ဒါဟာ2020ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ခဲ့တဲ့မြို့သမီးကိုစလောင်900ကျော်ထက်300နီးပါးလောက်များနေတာပါ။ဒီပေါ်နိုင်ငံရေးလှိလာစောင့်ကြည့်သူတွေနဲ့ကြားမရေးတက်ကြွအလှူရှားသူတွေကတော့စစ်ကောင်မရှင်ကအမျိုးသမီးတွေကိုလက်နက်တပွဲအသုံးပြုလို့တာ ရွေးကောက်ပွဲကိုအကကွယ်ယူလိုတာနဲ့တော်လိုင်းအင်အားစုတွေဝင်ရောက်ဟန်တားမှုကနေကကွယ်ဖို့ဖြစ်တယ်လို့ပြောပါတယ်။နိုင်ငံရေးဆန္ဒရှိလို့မဟုတ်ပဲအမျိုးသမီးကိုယ်စားလှယ်လောင်းတွေကိုနိုင်ငံရေးအကျိုးမြတ်ရလက်နက်အဖြစ်အသုံးချခြင်းဖြစ်တယ်လို့နိုင်ငံရေးကျင်းသားဟောင်းများအဖွဲ့ဦးဆောင်ကော်မတီဝင်ဦးထွန်းကြည်ကပြောပါတယ်။တကယ်တကယ်ကြတော့ political will ပေါ့နော်နိုင်ငံရေးဆန္ဒရှိလို့မဟုတ်ဘူးနောက်တစ်ခုကနိုင်ငံရေးစိတ်စေတနာကောင်းလို့မဟုတ်ဘူးနိုင်ငံရေးအာသီသာပြင်းပြလို့မဟုတ်ဘူးတကယ်တကယ်ကြတော့အမျိုးသမီးပုံစံလေလောင်းတွေကိုလက်နဲ့အဖြစ်ပေါ့နော် လက်နဲ့ဖြစ်သူကအသုံးချဖို့သူစူးစမ်းရင်းဖြစ်တယ်အနိုင်ငံတကာကနေပြီးတော့ data တွေကနေပြီးတော့အတူမေးလာမယ်ဆိုရင်လေအမျိုးသမီးတွေရဲ့အခန်းကဏ္ဍပေါ့နော်အဲဘလောက်တော့မှအမျိုးသမီးအမျိုးသမီးကိုယ်စားလှယ်လောင်းနေရ2020နဲ့တော့မှမတူတော့ဘူးပေါ့နော်အခုသူ1000တာကျော်ပေါင်းကြလို့ဝင်ပြိုင်တာကိုသူတို့ခွင့်ပြုတယ်ပေါ့နော်နောက်တစ်ခါကြန့်ခိုင်ရေးအရှင်းပါနေဒီချက်ဖို့ကနော်အချက်ဖို့ကတော့ အဲ့တော့အာနာတီရန်ကန်တဲ့တို့အာနာယဘူတို့အစိုးရဖွဲ့ဖို့ပေါ့နော်အဲ့ဒါတို့တနိုင်ငံလုံးကိုခြေလှယ်ဖို့လွှမ်းမိုးဖို့ပေါ့နော်အဲ့တော့ဒါတွေကစစ်တပ်စစ်တပ်တောက်တိုင်တွေဖြစ်တယ်ပေါ့နော်အဲဒီအမျိုးသမီးကိုယ်စားလှယ်လောင်းတွေကိုအာဒီမှာနိုင်ငံအချိုးမြအလို့ငါတို့ကအတုံးချနေခြင်းပဲဖြစ်တယ်လို့တော့တရင်စကားပါကြပါတယ်လို့ 2025အတူရောင်ရွေးကောက်ပွဲကစစ်ကော်မရှင်အတွက်ထွက်ပေါက်ဖြစ်ပြီးပြည်သူလူထုတွေအတွက်ကတော့ထောင်ချောက်သာဖြစ်တယ်လို့နိုင်ငံရေးလှိလာစောင့်ကြည့်သူတွေနဲ့တော်လိုင်းအင်အားစုတွေကမှတ်ချက်ပေးပါတယ်။အခုကျင်းပမယ့်ရွေးကောက်ပွဲဟာစစ်အာဏာရှင်တွေတည်တံ့ဖို့နဲ့စစ်တပ်ကြီးစိုးရေးဝါဒအတွက်ဥတီပြီးလုပ်နေတာဖြစ်တဲ့အပြင်ရွေးကောက်ပွဲကနေလွှတ်တော်ခေါ်ပြီးအစိုးရဖွဲ့မယ်ဆိုတာဟာစစ်ကော်မရှင်ရဲ့တရားဝင်မှုအတွက်လည်းရည်ရွယ်တာသာဖြစ်တယ်လို့ဦးထွန်းကြည်ကပြောပါတယ်။မျိုးသမီးကိုစလေလောင်းတွေနဲ့ပတ်သက်လို့တော်လိုင်းရဲဘော်မျိုးသမီးတူကလည်းသူ့ရဲ့အမြင်ကိုအခုလိုပြောပြပါဗျာ။ နေရပြရတော့မဟုတ်ဘူးအမျိုးသမီးတွေပဲကြံတော့တဲ့အတွက်အမျိုးသမီးတွေပဲဒီမှာပေါ့နော်ဝင်ပြီးတော့ဟိုရှင်ကြိမ်ကြတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဖြစ်ဖို့များတယ်ဒါ90%လောက်ကိုများပါတယ်အဓိကအမအမြင်တမအမတူရဲ့အမြင်ကိုပြောတာပေါ့နော်နောက်တစ်ခုကကြာတော့သူတို့ထောက်ခံတဲ့လူသူတို့ဘက်ကိုရိန်းနေတဲ့လူကြီးပေါ့အမောက်တော်လည်းအင်အားစုကြီးဘက်မှမထောက်ခံတဲ့လူကြီးပဲပြောရလို့ရှိရင်လေ အဲဒီလိုလိုမျိုးရတော့ဝင်ပြန်ကြရအဖြစ်တယ်ပေါ့နော်ပြီးကြတော့ဒီအများစုကအမျိုးသမီးတွေများလာဆိုရဲအခါကျတော့ဒီအမျိုးသားတွေကဒီအငြင်းနဲ့မြင်တွေ့နေရတယ်ပေါ့နော်ဒီသတင်းတွေလည်းကြားသိနေရတယ် ဆိုရခါကျော်ဟိုအငြဲတဲ့သူတို့ဒီအရှင်းခံနေကြရတယ်များတယ်အများစုပါလေဆိုရခါကျော်အမျိုးသားရေးဒီရှင်ပြိုင်မှုလဲအားနည်းသွားတယ်သမီးတွေဆိုရင်မလုံးလောက်ပါဘူးနည်းနည်းလေးပေါ့နော်သူဟိုရော်ရဲရဲနိုင်မယ်ဆိုရပုံစံမျိုးနဲ့ပဲအမျိုးသမီးတွေဘုသူတို့ကဟိုနေရပေးတာထက်ထူးကျွေးတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်2025အတူရောင်ရွေးကောက်ပွဲအတွက်မျိုးသမီးလွတ်တော်ကိုစလေလောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ခွင့်ရထားသူပြည်သူလွတ်တော်မှာ309ဦးအမျိုးသားလွတ်တော်မှာ190ဦးနဲ့တိုင်းနယ်ပြည်နယ်လွတ်တော် ်မှ904ဦးရှိတယ်လို့စစ်ကော်မရှင်လောက်ခံရွေးကော်ရဲ့ကြေညာထားချက်အရသိရပါတယ်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့အမြင့်ဆင်းတင်သွင်းသူအားလုံးကိုကြားမှတန်းတူပြဋ္ဌာန်းထားတဲ့ဥပဒေတွေအတိုင်းပါဝင်ရှင်ပြိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ဆိုထားပါတယ်။အရင်ရွေးကောက်ပွဲတွေမှာပါဝင်တဲ့အမျိုးသမီးကိုယ်စားလှယ်လောင်းအရေးအတွက်နဲ့အခုအတူရောင်ရွေးကောက်ပွဲမှာပမာဏများနေရတာဟာစစ်ကော်မရှင်တောက်တိုင်အကျင့်ပြတ်ချစားတဲ့အမျိုးသားတွေဟာဒေသတော်များများမှာရှင်းလင်းခံနေရတာကြောင့်ဖြစ်တယ်လို့တော်လိုင်းရဲဘော်တို့ကထောက်ပြပြောဆိုကြပါတယ်။ ။ဒါကြောင့်အခုလိုအချိန်မှာစစ်ကော်မရှင်ကနေရပေးတယ်ဆိုတာထက်မျိုးသမီးတွေကိုတစားကန်အဖြစ်ထိုးကျွေးတာဖြစ်တယ်လို့မျိုးသမီးကိုယ်စားလှယ်လောင်းတွေအနေနဲ့ဒီအခြေအနေကိုသိသင့်တယ်လို့လည်းသူတို့ကပြောပါတယ်။၂025ခုနှစ်အတူရောင်ရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းခွဲပြီးကျင်းပမှာဖြစ်ပြီးဒီဇင်ဘာလ28ရက်မှာအပိုင်း၁ကိုမြို့နယ်102မြို့နယ်မှာပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။အပိုင်းနှစ်ကိုတော့2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာမြို့နယ်တရာမှာပြုလုပ်သွားမယ်လို့သိရပါဗျ။ ်အပိုင်းသုံးကိုလည်းဇန်နဝါရီလအတွင်းကျင်းပမယ်လို့စစ်ကော်မရှင်ကဆိုထားပေမဲ့ဘယ်နေရာတွေမှာကျင်းပမယ်ဆိုတာတော့ထုတ်မပြောသေးပါဘူး